TikTok ပေါ်ကမြင်းမြတ်ကလုံးတွေအားလုံးကိုသူသားလင်းအစ်စ်ဖြစ်ကြောင်းတက်တေပြလာခဲ့တဲ့မြင်းမြတ် MCL ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင် TikTok ပေါ်လာပြီးနောက်ပိုင်းမှာနာမည်ကြီးထိတ်တဲ့အမှုပညာရှင်တွေနဲ့စင်တူရဆိုပြီးနာမည်ကြီးလာသူတွေလည်းများပြားလာခဲ့တာပါအဲ့ဒီထဲမှာမှမြင်းမြတ်နဲ့ရုပ်ချင်းစင်တူတဲ့သူတွေများပြားကြတာပါမြင်းမြတ်ကဟာတပိုင်းလဲပိုင်နိုင်တာကြောင့်သူပုံစံကိုစိုင်းနစ်သက်တူတွေများတာပါမြင်းမြတ်ကလုံးတွေကများလွန်းတာကြောင့် TikTok ပေါ်မှာဆိုရင်မြင်းမြတ်အစ်စ်ကဘယ်သူမှန်းတော့မသိကြတော့ပါဘူး မြင်းမြတ်ကလုံးတွေရဲ့ item တွေကိုသာမြင်တွေ့ရတာများနေတဲ့အတွက်ပရိသတ်တွေကအသားကျနေကြတာပါမြင်းမြတ်က social media လည်းမသုံးပဲအေးစိစိတာနေထိုင်တာဖြစ်တဲ့အတွက် social media မှာမြင်းမြတ်ကလုံးတွေကတခိထနေကြတာဖြစ်ပါတယ်မြင်းမြတ်ကလုံးတွေပလူပြန်အောင်များပြားနေတဲ့အတွက်မြင်းမြတ်ကသူ့တာလင်အစ်စ်ဖြစ်ကြောင်းကိုတက်တည်ပြလာခဲ့တာပါမြင်းမြတ်က TikTok account တစ်ခုကိုဖွင့်လာခဲ့ပြီးလက်ရှိမှာ trend ဖြစ်နေတဲ့ TikTok မျိုးစုံကိုဆော့လာခဲ့တာဖြစ်ပါတယ်ဒါအပြင်သူရဲ့လူကြိုက်များဆုံး character ဖြစ်တဲ့ကြက်မပြည့် ဲ့ character နဲ့လည်းသချင်းတွေစိုးပြလာတာပါ social media မသုံးဘူးလို့တည်ထားတဲ့မြင်မြတ်ကိုအခုလိုမြင်တွေ့လိုက်ရတဲ့အတွက်ပရိသတ်တွေကအထူးစမ်းနေဖြစ်နေကြတာပါ ဒါကမြင်းမြက်အကောင်စင်ဟုတ်ရလားဆိုပြီးမေးတဲ့သူများနေခဲ့တာပါမြင်းမြက်ကလုံးတွေကသာများနေတာမို့မြင်းမြက်အစင်ရောဟုတ်ရလားလို့လည်းတန်နေရဝင်နေတာပါသူကိုသူမြင်းမြက်အစ်စ်ပေါ်လေးဆိုပြီးစနောက်သူတွေလည်းများနေတာပါတကယ်တော့မြင်းမြက်က TikTok အကောင်စင်နဲ့တုံးနေတာဖြစ်ပြီးအရင်လိုပျော်ရွှင်စရာကောင်းတဲ့ခိုက်တက်တွေကိုပြန်ဝင်မျှတော့မှာပါတငယ်ချင်းတွေနဲ့ရဲ့တူတူတောက်ဖို့အချိန်တွေကိုလည်းဟာတာတွေလုပ်ပြီးပရိသတ်တွေရှိရအောင်ပြန်ပြီးတော့လုပ်ပြတော့မှာဖြစ်ပါတယ်ဒါအပြင်မြင်းမြက်ကသူ့ရဲ့သားနဲ့သမီးကိုလည်းပရိသတ်တွေမြင်တွေ့ရအောင်ခြားပြလာခဲ့ပါ ါတယ်။မြင်းမြတ်တို့ကဆိုရှယ်မီဒီယာလည်းမသုံးဘဲခက်ခဲခဲတာနေထိုင်ကြတာမို့အခုလိုထိတွေ့လာတဲ့အပေါ်မှာပရိသတ်တွေကကြိုက်နေတတ်နေကြတာပါ။မြင်းမြတ်ကသူနဲ့ရုပ်ချင်းစင်တူအောင်ကြိုးစားကကလုံးလုံးနေကြတဲ့သူတွေကိုဘာမှပြောဆိုခြင်းမရှိပါဘူး။အပြစ်လည်းမတင်တယ်လို့သူ့လိုတရုတ်ဆောင်ကဝင်ဝေရှာနေတဲ့အပေါ်မှာတားမြစ်တာလည်းမရှိပါဘူး။ဒါကြောင့်မလို့လေမြင်းမြတ်ရဲ့ရုပ်တိုင်းကလုံးတရုတ်ဆောင်ကြသူတွေကတနေ့တခြားပုံများလာတာပါ။မြင်းမြတ်ကပေါ်ကားမင်းသားဆိုပြီးဝေဖန်ခံရပေမယ့်အမှုပညာဆန်းကလုံးဝကိုကြာမသွားပါဘူး။ဝေဖန် မှုတွေကိုဂယုမဆိုင်ပဲဟာတရုပ်ရှင်စကားကြီးတွေကိုဆက်ရိုက်ပေးမယ်လေအားပေးတဲ့သူတွေကဆက်လက်ခါအားပေးနေကြတော့ဖြစ်ပါတယ် င်းမြက်ကလည်းဟာတာရုပ်ရှင်ဇက်ကားတွေကိုဇက်ကားနာမည်သာကွဲအောင်တယုတ်ဆောင်နိုင်တာပါဒါပေမဲ့မြင်းမြက်ကထိတ်တန်မင်းသားဖြစ်ကနေစမ်းကြသွားတာလုံးဝမရှိပဲအောင်မြင်မှုထက်ကိုပိုပြီးအောင်မြင်လာတာဖြစ်ပါတယ်အခုလောက်ရှိမှဆိုရင်မြင်းမြက်နေတိုးတို့ကသာထိတ်တန်မင်းသားဖြစ်ရည်တည်နေတာဖြစ်ပြီးအမှုပညာချင်းနဲ့သိန်းပေါင်းထောင်ကျော်ထိရရှိနေကြတာဖြစ်ပါတယ်နောက်ထပ်မင်းသားတွေကလည်းသူတို့ကိုကြော်တက်နိုင်တာမျိုးမရှိသေးပါဘူးတစ်တော့ဘွားကမြင်းမြက်ကလုံးလေးအကုန်လုံးကိုတူတာနဲ့အစစ်ပြစ်ကြောင့်တက်တည်ပြလာခဲ့တဲ့မြင်းမြက်ပေါ့ပြိ င်တပ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တရားချင်းစီတိုင်းကိုကျေးဇူးများ යි တင်ပါတယ်ရှင်